အခန်း3တောင်ကမူစီဇာရာရောက်လာချိန်မှောင်နေပါပြီသူ့ကိုမြင်တာနဲ့နတ်တငယ်ရဲ့ရှင်ဘက်ကပြေဖောင်းလာတယ်အသက်ကိုလူရှူရင်းရွှွင့်မြေပေါ်ဇာရာထိုင်ချလိုက်တယ်ခွေးကလည်းသူ့နောက်ကလိုက်လာတယ်မော်ဆိုးတယောက်ပါ သူ့မှာလေးတစ်ချောင်းပါတယ်သူ့ကိုငါမျက်ခြေဖြတ်နိုင်ခဲ့တယ်ဇာရာကအမော်ဒဂွန်ပြောတယ်ဩသူက အဲ့ဒီမျက်ခြေဖြတ်တာကိုယူပြီးဘာလို့မှလဲနတ်တငယ်ကအားထက်သေးရောပြောတယ်မဟုတ်ဘူးလေသဘောကသူ့ကိုခြံထားခဲ့တာပါမောနေတဲ့ဇာရကရှင်းပြတယ်ဟုတ်ကဲ့ကျွန်တော်သဘောပေါက်ပြီနတ်တငယ်လိမ့်လိုက်တယ်တဆက်ထဲမှာပဲသူမီးမြန်းတယ်လေးဆိုတာပါလေခွေးထဟောင်းတယ်မင်းရဲ့ခွေးကိုတေချာထိန်းတာအတန်တန်ထွက်လာတယ်လေးကဘာလဲဆိုတာကိုနတ်တငယ်ရုတ်တရက်သိလိုက်တယ် တက်သားကွေးကွေးတစ်ခုပေါ်မှာကြိုးတစ်ချောင်းရှီထားတဲ့အရာပါအဲ့ဒီကြိုးကတင်းလွန်ပြီးဒုတ်ချုံချုံတစ်ချောင်းကဇာရတ်နှလုံးသားကိုတောင် ဖောက်သွားနိုင်တယ်မုတ်ဆိုးကဇာရတ်ထက်တောင်မြင့်သေးတယ်မျက်နှာတစ်ဝိုက်မှာအမွှေးတင်နေသူ့မှာမုတ်ဆိတ်တကယ်ရှိတာပဲသူ့အင်ကြီးကကြည့်ရတာနှွေးသလိုပဲအဝိစားနဲ့လှုပ်ထားတဲ့အင်ကြီးထက်နှွေးပုံရတယ်ခပတ်မှာတူတချို့ချိတ်ထားတယ်ပစိတစ်ချောင်းတောင်ပါသေးတယ်မုတ်ဆိုးကနတ်ငယ်နောက်မှာရက်နေတယ် ဇာရခါသူ့ကိုမျက်ခြေဖြတ်နိုင်ခဲ့ပြီးထင်နေခဲ့တယ်။သူကနောက်ဖက်တော်ကိုကြွေပြီးရောက်လာခဲ့တယ်။နှစ်ယောက်သားအချင်းချင်းစိုက်ကြည့်ပြီးနောက်ဇာရခါခွေးကိုလေးချွန်ခေါ်လိုက်တယ်။မုတ်ဆိုးကလေးကိုချပြီးကျုပ်ကမီးနေနေလိုချင်တာပါ။ကျုပ်မီးငိမ့်သွားလို့ကျုပ်ကမီးပွားချင်တာပါ။ခမည်းမာမီးရှိတောင်မြင်လို့ကျုပ်လိုက်လာတာပါ။ဇာရခါမုတ်ဆိုးကိုတေချာကဲခတ်ကြည့်လိုက်တယ်။အခြားဘာကိစ္စမှမရှိဘူးလား။မရှိပါဘူး။ သူတို့နှစ်ယောက်တယောက်ကိုတယောက်တောင်းအောင်ကြည့်ပြီးနောက်ဇာရခခေါင်းချင်းလိုက်တယ်။သူ့ကိုမီးပေးလိုက်။ဟေးနင်းကပြောနေရလေ။သူ့ကိုမီးပေးလိုက်။မီးကိုနင်းဘယ်မှာထားခဲ့တာလဲ။ကျွန်တော်ဟိုဘက်မှာဖွက်ခဲ့တယ်။နတ်တငယ်ကပြောတယ်။ကောင်းတယ်။နင်းစဉ်းစားမိတတ်တာပဲ။မီးကိုနင်းဘယ်မှာဖွက်ခဲ့တာလဲ။ဟိုးအခြေခံထဲမှာရေအောက်မှာဖွက်ခဲ့တယ်။ဒီလိုဆိုရင်ဘသူမှမတွေ့တော့ဘူး။နတ်တငယ်ကအားရကြည့်နေပြောတယ်။ချီချူးခံရတာဟာကောင်းတဲ့အလုပ်တစ်ခုပါ။အဖွားသူ့ကို ရင်ခွင်းထဲထည့်ပြီး तू ဟာဒီလောကမှာအကောင်းဆုံးနတ်သင်ငယ်လေးလို့ပြောခဲ့တာကို तू မှတ်မိနေတယ်။သူ့ရဲ့ထဲမှာအဖျော်တွေပြည့်လို့နှွေဥရာသီရှိခဲ့စဉ်ကနှွေလီနဲ့တူတိန်နှွေလွင်ဝဲတလူမျိုးပေါ့။တောင်ကမူထက်ခါနေရေကန်စီ तू ဝမ်းသာအားရပြေးစင်းသွားတယ်။မိုးဆဲသွားပြီ။တိန်တဲ့တွေချားကနေပြလဲလဲမိုးကောင်းငင်ပေါ်လာပြီ။ရေကန်ပေါ်ရောင်ပြန်ဟတ်နေတယ်။ကိုကိုညှုတ်ပြီးတန်ဆက်လုံးချိတ်ထားတဲ့ဝလုံးကိုနတ်သင်ငယ်ဆွဲယူလိုက်တယ်။ ရေတွေကတန်ဆက်လုံးထဲကနေဝေါကနဲ့စီးကြလာတယ်။မိုးဆိုးနဲ့ဇာရာကနတ်တငယ်ရဲ့နောက်ကနေအသက်မထွက်ဖဲလိုက်ကြည့်တယ်။ဇာရာကတကိုင်းတကိုင်းပေါ်အယုတ်ကျိုးပြထိုင်ချလိုက်ပြီးမျက်နှာကိုလဘဝါနှစ်ဖက်နဲ့အုပ်ထားလိုက်တယ်။နင့်ကြောင့်မင်းငိမ့်သွားပြီ။သူ့အသံကလေဘင်းကိုညှစ်ထားသလိုပါပဲ။ဟုတ်တယ်။ဒါမှသေချာဖွက်ထားလို့ရမှာလေ။နတ်တငယ်ကလက်ဟန်ချီရနဲ့ဖွက်တဲ့ပုံလုပ်ပြတယ်။သူ့ကိုယ်ပေါ်ကတစ်ဖက်ပြုတ်ကျသွားပြီးအဝါရောင်အင်ကြီးပေါ်လာတယ်။သူကနတ်တငယ်ပဲ။မိုးဆိုးအလဲတကြားထအောင်တယ်။ ဟုတ်တယ်။ तू ကနဲ့တငယ်ပါ။တည်ငြိမ်တဲ့လေသံနဲ့စာရာအတီးပြူတယ်။ခမ ्या ကိုကိုကိုဒုက္ခကြောင့်လုံနေရလား။မလုံပါဘူး။ဒီကိစ္စအမြင်တဲ့အတိုင်းပဲလေ။သူ့မှာမှော်ဆွမ်းရှိလား။မရှိပါဘူး။ तू ငယ်သေးတယ်။မွေးတာမကြသေးဘူး။နဲ့တငယ်ကဖြည့်ပြောတယ်။မော်ဆိုးကဒီတိုင်းပြီးမတော်ချင်လို့နဲ့တငယ်ပဲလှည့်ပြီးပြောလိုက်တယ်။မင်းမီးမွေးတာလား။တက်မယ်ထင်တယ်။တက်မယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်တစ်ခါမှမီးမမွေးဘူး။ဒါပေမဲ့လူတိုင်းမီးမွေးတတ်နေတယ်။နဲ့တငယ်ကိုခေါင်းဖော်ကြည့်ပြီးစာရာလှန်သွားတယ်။ ဒါဆိုမီးမွေးလိုက်လေမော်ဆိုးကပြောတယ်ကျော်မွေးအိမ်ထဲကနေမော်ဆိုးထုတ်လိုက်တဲ့တန်ဆက်လုံးအချောက်တစ်ခုပေါ်မှာလက်တငယ်လက်တင်လိုက်တယ်အဲနောက်မျက်စိမိတ်ပြီးမီးပုံစံကိုရင်ထဲအပြည့်ထည့်လိုက်တယ်နှာခေါင်းနှွေးသွားတယ်လက်တငယ်မှတ်ညံထဲမှာမီးတဟုန်ဟုန်တောက်လာတယ်မျက်စိကိုသူဖွင့်လိုက်တဲ့အချိန်မီးကတန်ဆက်လုံးထဲမှာရင်းထွက်နေပြီဇာရာအသက်မရှူမိသလိုပဲနင်းမီးကြောက်မတော့ပဲမီးမွေးနိုင်တယ်အင်းပေါ့နင်းဘာလို့ငါ့ကိုအစကတည်းကမပြောရလဲ ခမရမှကျွန်တော်မမေးခဲ့တာနင့်မှာမှော်ဆွမ်းရှိလားလို့ငါမေးခဲ့တယ်လေဟုတ်တယ်လေအင်းအားကြီးမှော်ဆွမ်းဖြစ်တဲ့အသက်ရှူတာထမင်းစားတာအသက်ရှင်တာရှိတယ်လို့ခမရကိုကျွန်တော်ဖြေခဲ့တယ်လေမိမွေးတာမှော်ဆွမ်းမဟုတ်ဘူးအဘူးချိန်မြင့်တက်လာတာနဲ့မိကတောက်လာတယ်လို့တွေးရုံပဲလူတိုင်းလှုပ်တတ်တယ်ငါတော့မသိဘူးဇာရကပြောလိုက်တယ်မဟုတ်တာမသိဘူးဆိုတာမဖြစ်နိုင်ဘူးဒါလူတိုင်းသိတဲ့အရာပဲလေလက်တငယ်အံအောင်သွားတယ်မိကိုဘလို့မွှေးရမှန်းမသိရင်ငါတို့ကဘာဖြစ်လို့မိပွားတွေ ယူနေတော့မှလေခမရတို့ကလူသားမလို့လေခမရတို့တိတ်အားတယ်နတ်တငယ်ကလေးနဲ့ရှင်းပြတယ်ရှင်းဝတော့ကခမရဘာမဟုတ်တာလောက်ခဲ့လို့အခုဝစ်လင်နေရတယ်ဒါမှမဟုတ်ဘာအကြောင်းထူ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 းရှိလို့နတ်တငယ်တယောက်ကိုအဖော်ခေါ်ထားရတာလေခမရတို့နဲ့စကားပြောရတာပြောစရာကောင်းပါတယ်ဒါပေမဲ့နောက်ရတီဝါကြောင့်ရင်ခမရတို့နဲ့ကြုတ်လန်းခွဲတော့မယ်မိမွေတတ်တယ်ဆိုတဲ့ဒီကောင်လေးကိုဘယ်သူမှကြိုက်မှာမဟုတ်ဘူးဆိုတာတွေးကြည့်တာနဲ့သိတယ်နော်မော်ဆိုးကဇာရော့ကိုတန်တရားအကြည့်နဲ့ပြောတယ် ဘာများမကောင်းလို့လဲမိမျိုးပါတဲ့တန်လုံးကိုယူထားတာထက်အဆင်ပြေနေတာပဲဒီလိုဆိုရင်လူဒါမှမဟုတ်အိမ်ကိုခမည်းရှုပ်ပြစ်နိုင်တယ်အိမ်ထဲမှာလူတယောက်နှစ်ယောက်15ယောက်လောက်တောင်ရှိနေရင်ဘယ်လိုလုပ်မလဲကြောက်စရာကောင်းတဲ့အဲ့ဒီအပြောကြောင့်နတ်ငယ်လန့်ပြီးမျက်စိမှိတ်လိုက်တယ်နာနာချင်းချင်းသူညှီးလိုက်တယ်ရင်ထဲမှာတော့မီးလောင်ပြီးတင်းနေတဲ့အလောင်းကိုမြင်လိုက်တယ်မီးကျွမ်းသွားတဲ့အသားနှံကိုရလိုက်တယ်နတ်ငယ်ကအကြောက်လွန်ပြီးတုံနေရကနေအော်လိုက်တယ်ခါတိုင်းလို့ တရှုံရှုံတာမဟုတ်ပဲအတန်ကျန်တဲ့အုံကိုလိုက်တယ်။ငိုတံမှာဆူးရှားတဲ့ညီးတံနဲ့နှလုံးကွဲချီတဲ့အတန်ပါနေတယ်။သူ့ကိုတိတ်ခိုင်းလိုက်။မငုံနဲ့တော့လို့ပြောလိုက်။မခံနိုင်တော့အမျိုးသားအော်ပြောတယ်။နေလုံးလိုက်တာလေ။ဘာမှမဖြစ်ဘူး။ဘာမှမဖြစ်ဘူး။လိမ့်မာရယ်နော်။ဘာမှမဖြစ်ဘူး။အားလုံးကောင်းနေတယ်။အဲ့ဒါမှန်ပြီးရှောက်ပြောနေတာ။မှန်ပြီးရှောက်ပြောတာ။နှစ်တငယ်ဒေါသတကြီးပြောတယ်။ဒါပေမဲ့ထိရောက်သွားပါတယ်။သူမငုံတော့ဘူး။ခမရမလို့ဒီလောက် ပါဇက်ရဲနဲ့အမှန်ပြီးရှောက်ပြောရတာလေဘာလို့ဒီလိုပြောတာလဲဒီလောက်နာကျင်တဲ့စကားနဲ့ဘာလို့ဒီလိုမုံပြီးရှောက်ပြောရတာလဲလက်တငယ်ပြောရင်ငိုလာပြန်နေမုံဆိုးကဇာရွက်လို့တင်းကုတ်တစ်ခုပေါ်ထိုင်ချလိုက်ပြီးအဆက်မပြတ်တပြင်းချနေတယ်တပြေးပြေးတင်ကွေးသွားတာကိုတွေးလိုက်တယ်ရသက်တပတ်အတော်ကြောင့်မတွေ့မမြင်ခဲ့ကျကျဲတွေပေါ်လာတယ်ဒီမနေ့ကျုပ်ဂျုံတကောင်ရခဲ့တယ်ကျုပ်ကိုမီးပေးလိုက်မိုးလဲတိတ်ပြီဆိုတော့ကျုပ်ဒီမှာတဲထုတ်ပြီးတခုခုစားချင်ရင်ကောင်းမလားဩကျုပ် ကျောင်းနမေကမွန်စာပါတတင်ကားမြတ်တိတ်ဆိတ်သွားတယ်တကယ်တတင်ကားလေးပါစာရာမိမကသူ့နမေကိုပြောလိုက်တယ်နတ်တငယ်မငိုတော့ရှင်ကလည်းပြောင်းမှုလို့အွားရောင်အစ်စ်အစ်စ်နဲ့လားစားဆိုတဲ့စကားကိုကြားလိုက်တာနဲ့နတ်တငယ်နိုးချားလာပြီးဝမ်းသာအားရမေးတယ်မွန်စာတဟားရှေော်လိုက်တယ်မဟုတ်ဘူးရှင်မကတိတ်လှလှရှိတယ်မင်းခြေထောက်နှစ်ဖက်ကိုနှွေးစေတယ်ဒီမှာကြည့်ကျော်မှုအိတ်ကိုဖွင့်ပြီးနတ်တငယ်ကိုကြည်လိစေလိုက်တယ် က်တငယ်ကလက်နှစ်ဖက်နဲ့အိဝါကိုကန်ပြီးအထဲကိုဝမ်းသာအားရကြီးလိုက်တယ်။ဘိုက်ကိုနှွေးစင်မဲ့အရာဘာများပါလဲ။ပြီးတော့ခြေထောက်ကိုလည်းနှွေးစင်မဲ့တဲ့။ဒီလောက်အဖိုးတန်တဲ့အရာကိုဘာမှစုတိတဲ့အဖွားတော်မပြောခဲ့ဘူး။လူသားနဲ့ဒီလောက်အာစူးရှတဲ့အတန်ရှည်ကြီးတတန်အထိတ်တလန်ထွက်လာတယ်။ရှည်ပြီးကြောက်စရာကောင်းတဲ့စူးရှတဲ့တန်ကြီးကဒီလောကလုံးရဲ့နာကျင်ဝမ်းနည်းမှုတွေကိုအပြည့်ထည့်ထားသလိုပါပဲ။ဒါကအလောင်းတစ်ခုပဲ။ဒုတ်ချုံနဲ့အထိုးခံလိုက်ရတယ်။အခုသူ့တည်သွားပြီ။ ခမရတို့ကအလောင်းကိုစားမလို့လားဘာဖြစ်လို့လဲလက်တငယ်တွေကရုံကိုအရှင်လက်လက်စားတယ်လားမောစာနားမလဲစားမိလိုက်တယ်လက်တငယ်တွေကဘယ်တော့မှစိတ်ဝင်စားစရာကောင်းတဲ့ပြည့်တတ်တဲ့စားတတ်တဲ့ပြီးတော့တေမာကြောက်တဲ့အရာတွေကိုမစားဘူးလူသားတွေဟာကနဦးစားမှာရှင်နေတဲ့အရာကိုစားတယ်ရိုမက်ရီလဲထဲ့တယ်လို့အဖွားပြောတယ်ဒီမှာရိုမက်ရီရှိလားကျွန်တော်အစားမခံချင်ဘူးလက်တငယ်ရှင်ကွဲမတက်အုံကြီးပြန်တယ် ဇာရာကနတ်တငယ်ခေါင်းကိုလက်တစ်ဖက်နဲ့အမြန်ပွေဖက်လိုက်တယ်။ရှိဘွားကခမား။ဘာကြောက်စရာကောင်းတဲ့လို့လောက်ခဲ့မိတာလဲ။ခမားမေကိုရောင်းပြစ်ထားလား။မောစာဇာရာကိုပြောလိုက်တယ်။နင်းထွက်သွားရင်ကောင်းမယ်။ရုံသားချွေးချင်တဲ့နင်းစီစလာကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့မလို့တော့။နင်းမီးရည်ပဲပြန်ဆောင်ကြတာပေါ့။သူ့အတွက်နဲ့ခမားရုံသားမစားတော့ဘူးလား။ဒါမဆိုင်မိမဲ့သူ့ငုံတန်ကိုငါမခံနိုင်ဘူး။နင်းမြေမြေထွက်သွားတော့တောင်းဝင်ပါလေ။ကျုပ်ထွက်မသွားနိုင်ဘူး။မောစာကမဆိုင်မထွက်ဖြစ်တယ်။ ဘာလို့လဲမဲမပြူတရားကိုတော်ကြီးမြတ်မဲထဲမှာတယောက်တည်းကျုပ်ပြစ်မထားနိုင်ဘူးခမားတယောက်ထဲနဲ့တင်တော်တော်အနေအများနေပြီဘယ်နဲ့နတ်ငယ်တကောင်လဲပါလာသေးတယ်ခြေစွတ်တင်ပါလေနေကလူကောင်းမှဒါပေမဲ့လက်ရှိချိန်ထိတော့ငါဘာအခက်ခဲမှမရှိဘူးငါ့ကိုကူစရာမလိုဘူးနေဟာမြင်မြန်ယူပြီးနေအောင်နေဘာလုပ်နေရလဲစာမလိုက်ကြည့်တော့ရုံုံထုတ်ပြီးညင်ညင်သာသာပုတ်ပြီးနေတဲ့နတ်ငယ်ကိုတွေးလိုက်တယ်နတ်ငယ်ရဲ့လက်ညှိုးကသွေးပြင်နေတဲ့ရုံမွေးကိုထိလိုက်တဲ့အချိန်လှုပ်ရှားမှုကနှေးသွားတယ် မျိုးလုံးစုံသူမိတ်ထားတယ်အိမ်မက်မက်နေတယ်လို့ပါပဲငိုတော့ငိုမနေတော့နေပါရီလုံနေရလဲစာရမေးလိုက်တယ်ကျွန်တော်စဉ်းစားနေတာလက်တငယ်ကပြန့်ပြည်တယ်စဉ်းစားနေတယ်ဘာစဉ်းစားနေရလဲသူ့ကိုစဉ်းစားနေတယ်ဒီယုံချောင်းစဉ်းစားနေတယ်ယုံမဟာမောစာတင်မှတ်ပေးလိုက်တယ်ယုံသူဘလို့အသက်ရှူလဲဘလို့ပြေးလဲလို့ကျွန်တော်စဉ်းစားနေတာဟုတ်တယ်နှာခေါင်းမှာ အနက်သက်ရတာကို तू သိတယ် သူနောက်ဆုံးအနက်ခံခဲ့တာကဆွဆူတဲ့တေးရွတ်နဲ့မှုနဲ့မှာမော်ဆိုးရဲ့အနက်ကိုသူမရလိုက်ဘူးဆွဆူတဲ့မျက်နှာနဲ့မှုနဲ့ကိုပဲသူရလိုက်တယ်သူဘလို့အသက်ရှူတယ်လဲလို့ကျွန်တော်စဉ်းစားနေတယ်သူကခန္ဓာကိုယ်ရဲ့စီးဆင်းနေတယ်ယုံလှုပ်သွားတယ်မျက်လုံးပွင့်လာပြီးအထိတ်တလန့်ပြူးချဲသွားတယ်လေကိုအဆက်မပြတ်အမြန်ရှူရင်းသူ့တစ်ခုလုံးမိနစ်ပိုင်းလောက်တုံသွားတယ်အဲ့နောက်မြေပေါ်ခုန်ဆင်းပြီးထွက်ပြေးသွားတယ်မော်ဆိုးရဲ့ခြေထောက်ကိုရှောင်ပြီးခွေးရဲ့လက်သေးကိုဖြတ်ပြီး မိမထိုင်နေတဲ့တစ်ကိုင်းကိုခုံချုပ်ပြီးနောက်ဆုံးအကွေတစ်ခုကိုကွေပြီးတောထဲဝင်ရောက်ပြောက်ွယ်သွားတယ်။ရုံးဆိုတဲ့ဒီနာမည်ကခွေးအတွက်နာမည်ကောင်းတစ်ခုဟုတ်မဟုတ်လက်တငယ်မသိဘူး။မကောင်းလောက်ဘူးထင်ပါရဲ့။သူတို့နှစ်ကောင်ကခက်ဆင်ဆင်ဆိုပေမဲ့အမိကလုံးဝတူးမနေဘူး။ယောက်ျားယောက်မိမကခဏလောက်မှင်တက်သွားပြီးရုံပြောက်ွယ်သွားတဲ့နေရာကိုစိုက်ကြည့်နေကြတယ်။လက်တငယ်ကြီးကတော့အာကုန်သွားသလိုပဲမြေကြီးပေါ်ထိုင်ပြီးမနာနဲ့တုံနေတယ်။နောက်မှတပြေးပြေးငကိုတိုင်းဖြစ်သွားတယ်။ခွေးကလက်တငယ်နားလာပြီးလှဲချလိုက်တယ် လက်တငယ်ကခွေးကိုဖတ်ထားလိုက်တယ်။မိုးဆိုးဆုံးချုပ်နေခဲ့ပြီးကျေယောင်ကရေကန်ပေါ်ထိုးချနေတယ်။အမေအဖြစ်မော်ဒမဗနေယောက်ကိုခမရရောင်းလိုက်မိသေးလေလို့မုံစားမေးလိုက်တယ်။သူ့အမေကိုဇာရာကယူမဆိုင်ပဲလက်တငယ်ပဲလှည့်ပြီးမေးလိုက်တယ်။လူသားတွေကိုလည်းနေဒီလိုပဲလှုပ်ပြီးလို့ရနိုင်လား။လူသားလက်တငယ်နဲ့လူအယံမအကြီးတွေကဖေးရမလဲ။တရဝငယ်လေးတွေကိုပဲဒီလိုလှုပ်ပြီးလို့ရတာပါ။သူတို့ရဲ့အုံနောက်ထဲမှာထည့်ထားတာတွေတိတ်မများဘူး။တာမန်အားဖြင့်ရည်နဲ့ရတာကောင်းကင်ရဲ့အယောင်တွေလောက်ပဲရှိတယ်။ လောက်ရလွယ်ဆုံးကရှင်နေရင်ပဲသူတို့ကို TV ပြောင်းတဲ့ပုံစံကိုတွေးလိုက်တာနဲ့သူတို့ကတဝုံဝုံပြန်လို့ရသွားတယ်တကယ်လားမိုင်းလိုက်လားလွေရသည်မှာရှင်ရဲ့အသက်ကိုကယ်နိုင်တဲ့သူကအဖို့ကောင်းပဲရှင်ကိုအသက်ပြန်ရှင်အောင်လုပ်နိုင်တဲ့သူရှိတယ်ကျုံညောင်ဆောင်လည်းအသက်ပြန်သွင်းဖြစ်တယ်ဒါကျုပ်တသက်မှာပထမဆုံးမြင်မှုလားပဲခမရအိမ်မက်ကိုအကောင့်ထဲဖော်လိုက်တယ်လို့ပဲခမရသာမရှိရင်ကျုပ်ဘလို့အသက်ရှင်မလဲမွန်စာပြောတယ်ဇာရာတို့ကဂီမဆိုင်ပဲနတ်တငယ်ကိုမေးလိုက်တယ် နေတခြားဘာလုပ်တတ်သေးလဲပြောင်းမှုကိုများလာအောင် လုပ်နိုင်လားငါတို့မှပြောင်းမှုတစ်ခုပဲကျန်တော့တယ်ပြောင်းမှုတစ်ခုကို၃ဘူးဒါမှမဟုတ်၅ဘူးလုပ်နိုင်တော့လားလူသားတွေကတကယ်ငတုံးတွေပဲဘယ်ဖြစ်နိုင်မလဲအရာဝတ္ထုကဘယ်လိုလုပ်များလာနိုင်မလဲဒါဆိုယုံသေးရဘယ်လိုလုပ်ပြီးပြန်ရှင်းလာရလဲဒါကတော့ရတာပေါ့တရှိတရဝါတွေတည်တတ်တာဆွဲရင်ကုန်သွားလို့ခေါင်းအားကုန်သွားရင်မိလည်းငိမ့်သွားတတ်တယ်လို့ပေါ့တရဝါကို အသက်ပြန်ရှင်စီတာက မီးမွေးသလိုပဲစွမ်းအားတချို့လှည့်ပြောင်းပေးလိုက်တာနဲ့စွမ်းရင်ကိုကျွန်တော်အုံနောက်အထွင်းကနေအုံနောက်အပြေပဲရောက်အောင်လှည့်ပြောင်းပေးလိုက်တာနဲ့ရသွားတယ်။သွားစုသွားစုဒီနေရာသိအန်နေများတယ်။သူ့ကိုဒီနေရာမှာပြစ်ထားခဲ့ပြီးကျုပ်တို့သွားချစို့မောစာဇာရဖက်လှည့်ပြောလိုက်တယ်။မရဘူး तू ကအင်း तू တကယ်ကလေးတယောက်ပါ။ तू ကခုခုကိုအဟုတ်ထင်နေတဲ့ကောင်စို့မောစာအမှန်ဖြစ်နေ။မွေးလာတာမကြသေးဘူး။လက်တငယ်ကဖြည့်ဆွတ်ပြောတယ်။ တောင်းလောက်ဒိတ်ဆိတ်သွားတယ်။ဇာရောကောင်းခါလိုက်တယ်။ကောင်းပြီလေလူချင်းမင်းများခင်ဗျာတွေ့ရတော့ဝမ်းသာပါတယ်။အင်မတန်ကြည်နူးစရာကောင်းတဲ့လူတော်ကျုပ်ပြောချင်ပါတယ်။ဒီလောက်များတဲ့ကြည်နူးစရာတွေကြောင့်ကျုပ်မနာချင်ချင်ပါဘူး။ဒါကြောင့်ကျုပ်သွားပါတော့မယ်။ချင်းကိုရိုက်တတ်တဲ့ယုံသားနဲ့ဗိုက်ဖြစ်တတ်တဲ့ယုံသေးကိုပတ်စံနဲ့လဲလှယ်တတ်တဲ့ကြောက်စရာကောင်းတဲ့မိုးဆိုးပဲကျုပ်ဆက်လုပ်ပြရစီ။နောက်တစ်ချိန်မှာဘတော်တော်ဆုံးခဲ့ကြရင်ကျုပ်ကိုခင်ဗျားတို့မမြင်ခင်ကျုပ်ခက်ဝဲဝဲထွက်ပြေးနိုင်ပါစေ။မွန်စားစကားဆိုလိုက်တယ် တ်တငယ်ကဒီเจ้าကိုတိတ်ဆိတ်ဝင်စားသွားတယ်။အော်တကယ်လားလူသားတွေကပျော်ရွှင်ကြည်နူးရတာကိုမကြိုက်ကြဘူးလား။ခင်ဗျားတို့ကအချိန်တွေများကြီးသုံးဖြုံပြီးကိုကိုကိုစိတ်ညစ်စေတာလား။ခင်ဗျားတို့ကအယုံမဲ့အကြတာမဟုတ်ဘူးနော်။ဘယ်ရလားဟုတ်ရမှာလဲ။လူသားတိုင်းပျော်ရွှင်နိုင်ဖို့မျှော်လင့်ကြတယ်။ခုနကကျုပ်ပြောတာကိုရွယ်ပြောတာလို့ခေါ်တယ်။ကျုပ်သွားတော့မယ်ဆိုတာကလည်းမင်းကြောင့်ကျုပ်မပြောလို့ပဲ။ယုံသားတော့ကျုပ်မစားလိုက်ရဘူး။ဒါဆိုကျုပ်ကတိတ်တိတ်မပြောပဲရွယ်ပြောလိုက်တာ။ လူသားတွေကတခါတလေမှအဲ့လိုစကားမျိုးပြောတတ်တယ်။နားလေလား။နားလေပါတယ်။နားလေတာပေါ့။လက်တငယ်လိမ်ပြောလိုက်တယ်။လူသားတွေကတုံးတဲ့အပြင်ယူလဲယူအလဲအသေးတယ်။ပျော်လင်းချက်ကမရှိတော့ဘူး။နေပါဦး။ငါပြောင်းဖို့နေယူသွားပါ။ငါတို့အမားကြောင့်နေယုံသားမစားလိုက်ရဘူး။စားတော့ပြောလိုက်တယ်။သူကနောက်ဆုံးလက်ကျန်ပြောင်းမှုကိုကြောဘူးအထဲကနေပြီးထုတ်ပြီးလှမ်းပြလိုက်တယ်။အခြားလူကိုဝါတော့တော့ပြောင်းမှုပေးတာမြင်တော့လက်တငယ်ရဲ့မျက်လုံးဆုံကအမိန်ဖြုတ်ပြီး မျက်နှာညှို့ငယ်သွားတယ်။ဒါပေမဲ့လည်းသူစကားတစ်ခေါက်မှမဟာရဲဘူး။ခမည်းမဒီတစ်ခုပဲကြံနေမို့လား။ဟုတ်တယ်။ဇာရိုက်ပုံစံအမယုံမြုပ်ပြီးတိတ်မကြဘူး။မောင်လေးတချို့ကပါမြုပ်လိုက်ရတဲ့ပုံစံမျိုးပဲ။မောစာခဏလောက်စဉ်းစားပြီးလွယ်ထားတဲ့လေးနဲ့များကိုဖြုတ်လိုက်တယ်။အဲနောက်တောင်ကမှုပေါ်ကညီညာနဲ့ကြောက်တော့တော့ပေါ်ထိုင်ချလိုက်တယ်။ဟွန်း။ရုံမရှိတော့ဘူးဆိုတော့ကျုပ်လည်းဒီညဒီမှာအိမ်မှာရတော့မယ်။ကျုပ်တို့ခွဲဝေစားကြတာပေါ့။ကောင်းငင်ပေါ်မှာတိမ်တွေထူထပ်နေတယ်။ဒါပေမဲ့မိုးမရဘူး။ ရှောက်သွေးတဲ့မြေပြင်တနေရာမှာသူတို့တဲထုတ်လိုက်ကြပြီးပြောင်းမှုခင်လိုက်တယ်။ဝန်စားပြောင်းမှုကိုသုံးပိုင်းခွဲလိုက်တယ်။အားလုံးကပြောင်းမှုကိုဒစေချင်းဖြည်းဖြည်းစားနေကြတယ်။အဲဒီနောက်နတ်တငယ်စငိုက်လာပြီးအိပ်ပျော်သွားတော့တယ်။အိပ်မပျော်ရင် ခွေးကိုပေးမဲ့နာမည်ကိုသူစဉ်းစားမိလိုက်တယ်။လေထဲပြင်းနေတဲ့အရာဒီနာမည်မစိုးဒီနာမည်လည်းရှိသေးတယ်လို့သူထင်တယ်။လူသားကြိုက်မှာမဟုတ်ဘူး။အိပ်ပျော်သွားတဲ့နတ်တငယ်ကိုအေးမိမှဆိုလို့ဝန်စားကသူ့တရေချွတ်ပြီး ခြုံပြီးလိုက်တယ်။အုတ်ထုတ်ကိုလည်းတေချာဆောင်းပြီးလိုက်တယ်။မျက်လုံးနဲ့ရွက်နဲ့နှာခေါင်းကိုလည်းအုပ်ပြီးလိုက်တယ်။အဲနောက်မြိုင်းထဲကကျိုးဝိတ်တလုံးကိုထုတ်ပြီးအထက်ကနေခံငက်တကောင်ကိုထုတ်လိုက်တယ်။အဲနောက်မပြောမစိုးအမွှေးဆနှုတ်တယ်။ဇာရုံလေးတက်နေတယ်လို့ကူတယ်။လက်တငယ်အိတ်နေတဲ့လေးကိုရဘက်မှာသူတို့မီးမွှေးလိုက်ပြီးငှက်ကိုกินလိုက်ကြတယ်။ချက်တဲ့ချီတော်မဆောင်ပဲတိတ်မဆိုင်တော့ဘူးဆိုတာကိုခါဟုသူတို့စားလိုက်ကြတယ်။ဒီဒီချိန်မှာစစ်စစ်ငင်ငင်နဲ့သူတို့အမြန်စားနေကြလို့ တခိုးနဲ့တောင်တူနေတယ်။စာရင်လုံးထွေးအိပ်ပျော်နေတဲ့နတ်တငယ်ကိုခိုးကြည့်ရသည်။သူတို့စားပြီးတော့ခွေးရလဲအယုတ်ကိုပြောင်းတလင်းခအောင်စားပစ်လိုက်တယ်။မွန်စားအမွှေးတောင်တွေကိုတေချာသိမ်းပြီးခပွေးဝဲမှာတိတ်ထိတ်လေးတွင်းတူးမြှောက်လိုက်တယ်။အဲ့နောက်သူတို့အားလုံးအိပ်ပျော်သွားကြတယ်။အခန်းလေးအာယုန်လင်းကအဲ့ဒီလောက်မမိန်တော့ဘူး။ငိုလဲမရွာတော့ဘူး။တခါတည်းရပြလဲလဲအလင်းထန်းတော်တော်ကိုကောင်းငင်ပေါ်မှာမြင်နေရတယ်။အရင်ဆုံးနိုးလာတဲ့မွန်စာကား ပြင်းကြောတစ်ချက်ဆန်းလိုက်ပြီးအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။အင်းအရွက်စုံတဲ့မိုးနှံရသာရှိလိုက်တာ။အဲ့နေသေးတဲ့ဇာရုံနဲ့နတ်တငယ်ကိုတစ်ချက်ကြည့်လိုက်ပြီးသူ့ပြည်စည်းစုသိမ်းလိုက်တယ်။ဒီဘွားချိတ်ထားတဲ့ဝလုံးကိုလည်းကျောပေါ်တင်လိုက်တယ်။နတ်တငယ်ကိုပေါ်ခြုံထားတဲ့တရေကိုယူပြီးသူထွက်လာခဲ့တယ်။တောင်ဟိုးအောက်ကိုဆင်းချင်သူနောက်ပြန်ကြည့်မိတယ်။အဲ့မိမနဲ့နတ်တငယ်ကမိဖို့ဘေးမှာကိုေးလို့နတ်တငယ်ကချမ်းလွန်းလို့တုံနေတယ်။အဝေးကြီးဆိုပြီးမှသူလှမ်းမြင်နေရတယ်။မိုးစားတပြည့်တစ်ချက်ချပြီးပြန်လှည့်လာတယ် လက်တငယ်ကိုတရင်နဲ့သူချုပ်ပေးပြီးမြို့ကိုဆွလိုက်တယ်အဲ့နောက်သူထွက်လာပြန်တယ်ဒေါက်ကပန်းတနေရာရောက်တဲ့အခါမြို့ဘေးကသူတို့နှစ်ယောက်ကိုသူလှည့်ကြည့်လိုက်ပြန်တယ်မီတာဝက်လောက်ရောက်မှသူလှည့်ကြည့်ပြန်တယ်မီတာကထွက်သစ္စာနေအောင်နဲ့ရောနေပြီလာတဲ့ကြမှာပထမဆုံးမြင်ရတဲ့နေအောင်ကမိုးကုတ်ဆော်ဝိုင်းအောင်မှာမိနစ်အနည်းငယ်မျက်နှာထွက်ပြတယ်အဝေးကြီးကနေလှမ်းကြည့်တယ်ဆိုပေမဲ့အဲ့ဒီမိမနဲ့နေတဲ့ငယ်ကိုသူသေးချာမြင်နေရတယ် မောသာခြေလမ်းရပ်ပြီးသူတို့ကိုအကြာကြီးကြည့်နေရင်ကတလန်းချင်းဖြစ်ဖြစ်ချင်းသူတို့စီလက်ပြန်လာတယ်။ကြောက်တုံးကြီးတုံးပေါ်ထိုင်ပြီးမောသာဆောက်လိုက်တယ်။နတ်တငယ်အရင်နိုးလာတယ်။ဆူရှားတဲ့အတန်တတန်ကတောကြီးမြန်ပဲနဲ့လွင့်ပြန်သွားတယ်။အတန်ထဲမှာထလောက်ခလုံးရဲ့နာချင်မှုတွေပြည့်နေနေတယ်။အသေးကောင်ရဲ့တင်နေလှုပ်ထားတဲ့အနှွေးတဲ့ကြောင့်နတ်တငယ်အကြာကြီးအော်နေတယ်။အဆက်မပြတ်အော်နေတယ်။နေထွက်လာပြီးပျောက်သွားတယ်။တဖန်ပြန်ထွက်လာတယ်။မိုးရွာလာပြန်ပါတယ်။ အိုင်တော်စိတ်ပြည့်ပြည့်နဲ့သူတို့ကြီးဆက်ကြတယ်။တစ်ကိုင်းတစ်ခုကိုသတိမထားမိပဲနတ်ငယ်ခလုတ်တိုက်လဲသွားတယ်။အိုင်တော်တလဲလုံးတအီးနဲ့ငိုလိုက်တာနေလေအထိပါပဲ။မွန်စာစိတ်မရှိတော့လို့နတ်ငယ်ပဲလှည့်ပြီးတကယ်လို့ဆက်ကိုရင်အသားကြီးထုံးနဲ့ထိုးပြီးကင်းပြစ်မယ်လို့ချိန်ချောက်လိုက်တာငိုသားပူချေလာပြီးညနေအထိငိုတော့တာပါပဲ။ညမောင်ရောက်လာခဲ့ပါပြီ။တခါမှဒီလောက်ထိမစားဘူးဘူးလို့နတ်ငယ်ခန်းစားနေရတယ်။စာလောင်ချင်းရဖိုက်ရဲ့အနေဆုံးနေရာကနေလာပြီးအေးခဲတဲ့ခြေဆောင်ကတဆင့် ခေါင်းထဲကိုရောက်သွားတယ်။ဘာကြောင့်ရဲမသိအေးဆက်နေတဲ့နားနှစ်ဖက်အထိတော်ရောက်သွားတယ်။ခန္ဓာကိုယ်စိတ်ပိုင်းရဲ့ခံစားချက်ကိုလက်တငယ်အသေးစိတ်သိနေပေမဲ့ဘာဖြစ်တယ်ဆိုတာကိုတော့မပြောပြတတ်ဘူး။ဟာတာတာလားဗလာလားဒါမှမဟုတ်အပြည့်ဆောင်တည်ရှိမှုလားမသိပါဘူး။အဲနောက်ဆင်းရဲဒုက္ခကြောင့်သူစပြောတယ်။ဒီကိစ္စကအပြည့်ဆောင်တည်ရှိမှုလားဒါမှမဟုတ်စိတ်မချမ်းသာမှုတသက်ပဲလားမသိပါဘူး။ဒါမှမဟုတ်တိတိကျကျပြောရရင်ဒါဟာကောင်းစားရေးမရှိဘူး။อืมမဟုတ်သေးဘူး။ ကောင်းစားရေးမရှိတာစိတ်မချမ်းသာတာထက်ပိုကြီးတဲ့ဆင်းရဲဒုက္ခပါတကယ်တော့စိတ်မချမ်းသာမှုဆိုတာအချိန်ကြာကြီးတရှိပြီးနောက်ပုံမှန်ဖြစ်သွားနိုင်တဲ့အခြေအနေတစ်မျိုးပါဆင်းရဲဒုက္ခအကြောင်းအရောခင်ဗျားတို့ကိုကျွန်တော်ပြောမပြရသေးဘူးတခါကျွန်တော်ညာချိန်မှလားဖယ်ချိန်မှလားမသိဘူးစူးတစ်ချောင်းစူးသွားတယ်ဟင်းကျွန်တော်မှတ်မိပြီညာချိန်မှပါအဲ့ဒီစူးပါခြေသေးတယ်စူးဝင်သွားတယ်အဖွားအဲ့တစ်ချောင်းနဲ့အဲ့တစ်ချောင်းနဲ့နော်ထွင်ပေးတယ်တခါတော့ကလေကျွန်တော်လဲကြလို့တထောင်စစ် ဖုံးသွားတယ်တိတ်ကြောက်ဖို့ကောင်းတယ်တကယ်ကြောက်ဖို့ကောင်းတယ်ဘယ်ဘက်လက်တောင်စစ်ပါခုထိအမားရွကျန်သေးတယ်ဆိုတာကျွန်တော်တိတိကျကျပြောနိုင်တယ်အဲ့ဒီအမားရွကိုခမားတို့ကြည့်မလားခမားတို့မကြည့်ကျင်ကြအောင်လားလက်တငယ်ရတတိယချိန်သူအေးမိတဲ့အကြောင်းပြောနေချိန်မှာအေးမိပြီးနှာရီဟာဘယ်ချိန်မှာနှာခေါင်းထဲကနေဘလောက်စီးကြလာကြောင်းဘာရောင်ဖြစ်ကြောင်းဘလောက်ပြပြကြောင်းပြောနေချိန်မှာအစင်းရောင်အပေတချို့ကိုသူတို့တွေးလိုက်တယ်မွန်ဆာနဲ့ဆာရာကဒါဟာရိုမယ်ရီဘင်ရီလို့ ချက်ချင်းတီးပြလိုက်တဲ့တခဏမိုးလင်းကနေပစမပိတ်တန်းစကားပြောနေတဲ့နတ်ငယ်ဟာချက်ချင်းအတန်တိတ်သွားတော့တယ်။အဲ့နောက်တောင်ကမှုဘေးမှာပေါက်နေတဲ့တဲ့အပင်နဲ့ထင်းရှုပင်အုပ်ကိုသူတို့ဖျက်ချော်ခဲ့ကြတယ်။အခွေတစ်ခုကိုဖျက်ပြီးတဲ့နောက်ဒယ်လီကာပြီကမျက်စိရှိဘွားကနေပေါ်လာတယ်။ဒယ်လီကာကခြံဝဲတစ်ခုရဲ့အောက်မှာတည်ရှိပြီးမြို့ဘေးမှာပြည့်ရှံမတန်စီးဆင်းနေတဲ့ဂျုံဂျုံရှိတယ်။ဒနာဤပုံမြင်တဲ့နေရာလေးလိုပါပဲ။အင်ဂျင်များပြီးပြတင်းပေါက်မှာမီးထွန်းထားကြတယ် CEO ပြင်ဘက်ကအဖျားချုပ် CEO တွေကိုအလင်းပေးထားပုံရတယ်။ပြတင်းပေါက်အားလုံးကမဲနေနေတဲ့ကျောင်းရင်ပြင်ပေါ်အရေးထိုးကြနေတယ်။မိတို့တွေလည်းထိုးထားတာကြောင့်ကြည်ရတာအလင်းတွေ မလုံလောက်သေးဘူးဆိုတဲ့သဘောပါပဲ။ CEO ပေါ်မှာမျှော်စင်နေရှိပြီးမျှော်စင်မှလည်းမိတွေထိုးထားကြတယ်။လေးသမားတွေကကင်းဆောင်နေကြတယ်။ CEO ပေါ်မှာမိရင်တွေ၆ပေကြားတစ်ခုချိန်ထားပြီးလှန့်ကျုံအဆုံဆုံးတွေကိုအလင်းပေးထားတယ်။ လင်းအလုံးကအကျုံးရင်ပြင်ပေါ်အလင်းပြန်နေတယ်ကျူတရားရှုပ်လိုက်ရင်တရားပေါ်မှာလဲစီယိုနဲ့မျောစင်လုံးတိုင်ချုံတွေကိုမြို့ပြင်ပဲဥတီထားတယ်မြို့တစ်ခုလုံးကိုခြုံကြည့်ရင်အဆွဲငေါငေါနဲ့အေယာမဝရိုင်းကြီးတစ်ကောင်နဲ့တူနေတယ်မုံသားခြေလမ်းကိုရက်ပြီးအဲ့ဒီမြင်ကွင်းကိုအကဲခတ်ကြည့်လိုက်တယ်သူတို့ကြည့်ရတာတိတ်မဖော်ရဘူးမဟုတ်ဘူးသူတို့ဖော်ရတယ်လက်တငယ်ကခံပြောတယ်မိတ်ဆွေတွေကိုစောင်းတဲ့အခါမိထွန်းထားကြတယ်မဟုတ်လား ဒီလောက်များတဲ့ဖျောင်းလိုက်ရှိရင်ပြောင်းမှုလဲရှိမှာပဲဒီနေရာနေရာကောင်းတစ်ခုဖြစ်ရမယ်စပွဲကုန်ပေါ်ပြောင်းမှုတည့်ရသည်ရှိမယ်ဖျောင်းနိုင်လည်းရှိမယ်ပကံခွဲရောက်တောင်ရှိနိုင်တယ်ပြီးတော့ကလေးစစ်စစ်တလုံးလည်းရှိနိုင်တယ်ဘီလင်းဖို့ကြီးလည်းရှိမယ်ကျွန်တော်တို့အထဲကိုမြေမြဝင်ရအောင်မဖြစ်ဘူးငါတို့ဒီမှာပဲအိမ်မယ်မနှက်ဖြန်ကြမှာတိတ်တိတ်လေးလေးမယ်ဒီနေရာနဲ့ဝေးလေကောင်းလိမ့်မယ်ဘာဖြစ်လို့လဲမိတို့တွေကမွေးနေ့ကိတ်ပေါ်ထုံးထားတဲ့အတိုင်းဆိုပေမဲ့သူတို့ရဲ့ဖော်ရွေးတဲ့ဂျူတထားကခေယူလို့တင်းတင်းစစ်ပတ်ထားတယ် ြည်ရတာဝင်ရက်ခက် ထွက်ရက်ခက်မဲ့နေရမှာမွန်စာပြောတယ်ခ ्यू ဆိုတာဘာလဲလက်ငယ်မေးလိုက်တယ်ပင်လယ်ရေအရာဝတ္ထုတစ်မျိုးပါပင်လယ်ဆိုတာတောင်ပိုင်းနောက်က ရေပြင်ကြီးပေါ့စာရောရှင်းပြတယ်ခ ्यू ကောင်စားလို့ရလားမရဘူးခ ्यू မှာအသက်ရှိတယ်စားလို့ဘယ်ရမလဲမွန်စာဒေါသထွက်စီအောင်ပြောနေသူ့မှာအသက်ရှိတယ်သူသေတတ်တယ်သူတွေးတော့တတ်တယ်ကြပြာတော်ရေးတတ်တယ်အဲ့ဒီမှာကျူတထားနဲ့စီယိုရှိတဲ့ပြင်လက်ငယ်ကြီး နေတဲ့နေရာမှာပဲနေသိတဲ့မင်းကိုငါတို့ခေါ်ဝင်သွားရင်မိုးလင်းတဲ့အထိစောင့်ဆရာမလို့ပဲကျို့တို့နေရာလုံးဟိုမျိုးစင်ပေါ်ချိတ်ဆွဲခံရလိမ့်မယ်မင်းကတော့ဘာဖြစ်မယ်ဆိုတာမေးစရာတောင်မလိုဘူးမင်းလိုနဲ့တငယ်မျိုးကနဲ့ငယ်တွေနေတဲ့နေရာမဟုတ်တဲ့နေရာမှာတွေ့ရင်တိတ်ကြောက်ဆရာကောင်းတဲ့အဖြစ်ဆုံးနဲ့ကြုံရတယ်ဆိုတာမင်းသိလားတိတ်ကြောက်ဆရာကောင်းတာနော်ပစ္စည်းတွေချပြီးမီးမွေးဖို့တိတ်ခိုင်းတဲ့ထင်းရှူသီးတွေသူတို့ရှာလိုက်တယ်မော်စာအနေငယ်ထုတ်တဲ့တိတ်ခိုင်းနှကန်းကိုခုတ်ပြီးတဲငယ်လေးတစ်ခုထိုးလိုက်တယ် လိမ့်ဆန်တွင်တခုလိုညအချိန်မှာအားလုံးအိပ်ဖို့နေရာလုံးလိုက်တယ်။ဇာရောရင်ကြီးတိရွဲ့နဲ့မျက်ချောက်တချို့ကိုရှာပြီးမြေပြင်ပေါ်ခင်းလိုက်တယ်။ဒါမှအဲ့ရကြောကင်းကမာမနီမှာပါ။ထားနေနေပါဦး။ရှေ့ရှေ့ကလေးကနတ်တငယ်ဟာနတ်တငယ်တွေနေတဲ့နေရာမှာပဲနေကြတယ်။တကယ်လို့အပြင်ဘက်ကိုတိတ်တိတ်လေးခိုးထွက်ရင်အပြစ်ပေးခံရတယ်လို့ငါကြားမှုတယ်။ဒါရှောက်ပြောနေရမှာမဟုတ်ဘူးနော်။နင်ကဘယ်လိုလုပ်ပြီးအပြင်ရောက်နေရလဲ။ဇာရောမေးတယ်။ကျွန်တော်နေရဲ့နေရာရေမြုပ်သွားလို့ပါ။နတ်တငယ်ကပြောတယ်။ ဒီဖြစ်ပျက်ကလက်တငယ်ကိုခြေခွဲစီပါတယ်သူမြဝင်းအစုံကဝမ်းနဲ့ခြေခွဲခြင်းတွေပြည်သွားပြီးပုံဝါဝါမိခိုးရောင်ဖြင့်ပြောင်းသွားတယ်ငကူပြလဲလဲမြဝင်းကပြတ်ခွေသွားတယ်အကုန်လုံးရေအောင်မြုပ်သွားလို့အဖကကျွန်တော်ထွက်သွားခိုင်းတယ်ဘယ်ဦးထွက်သွားခိုင်းတာလဲကျွန်တော်မသိဘူးထွက်သွားဖို့ပဲပြောတာနေဖောက်အောင်မော့ဆွတ်မထက်လို့လားဟွန်းပုံမှာရေကိုစူစီတာလို့ရေကိုပြောက်သွားစီတာတော့လူရည်ရဲ့ရေကန်လေးလို့ဖြစ်သွားအောင်လို့အဲ့လိုမျိုးကြီးလေရေနေနေလေးဆိုရင်ရတယ် တစ်ခေါက်စာလောက်ရှိတဲ့ရေဆိုရင်ရတာပေါ့တကယ်လို့တစ်လောကလုံးမြုပ်သွားနိုင်တဲ့ရေဆိုရင်တော့မရဘူးမိမိကလည်းမပြန်လာနိုင်တော့တဲ့နေရာကိုသွားလိုက်တယ်မိမိကကျွန်တော်ရဲ့အချစ်ပါ အဖွားနေတယ်ဆိုရင်မိမိကသမီးပါဒါကြောင့်နောက်ပိုင်းမှာအဖွားမှော်ဆွမ်းမရှိဖြစ်သွားတယ်အရင်ဝနေနာကျင်တဲ့အခါမှော်ဆွမ်းနာကျင်မှုတွေကြာနစ်မြုပ်သေးဆုံးသွားတတ်တယ်ရေတဲ့လူနစ်မြုပ်တည်သွားသလိုပေါ့တကယ်လို့တစ်ခုခုကိုအာရုံစူးစိုက်ပြီးစိတ်ကူးအိမ်မက်မက်ရင်အဲ့ဒီနေရာကအကောက်ထဲပေါ်လာနိုင်တယ် ဒါပေမဲ့တကယ်လို့ရင်ထဲမှာနာကျင်ဝမ်းနည်းမှုရှိနေနာကျင်ဝမ်းနည်းမှုပဲထွက်လာတတ်တယ်။ဝမ်းနည်းနေတဲ့ချိန်မီးတောင်မွေးလို့မရအောင်ကျွန်တော်တို့မှာမီးရှိသေးတာမီးပေါ်ထဲမှာမီးအမြဲရှိနေလို့ပါ။တကယ်လို့မီးငြိမ်းသွားရင်ကျွန်တော်တို့မှာလည်းမီးမရှိနိုင်တော့အဖေါ်မှာအဲ့ဒီဆွမ်းမရှိတော့ပါဘူး။ကျွန်တော်လည်းငယ်သေးတယ်နောက်ဆုံးရေတက်လာတော့မီးပေါ်ထဲကမီးလည်းငြိမ်းသွားပါလေ။ရေကများသတဲ့များလာလို့အဖေါ်ကကျွန်တော်ကိုသွားတော့လို့ပြောပါလေ။ဘယ်ဟုတ်သွားမလဲလို့အဖေါ်ကကျွန်တော်မီးတော့ "तू ကဒီနေရာလွဲပြီးဘယ်သွားသွားရလဲ။ရေက ကင်းတဲ့အောင်မြုပ်သွားပြီသူတို့မတားနိုင်တော့ဘူးထွက်သွားပါအဖွားအိုပြီနေရသွားနိုင်သေးတယ်သွားပါနောက်ပြန်မလဲနဲ့ဒီလိုနဲ့ကျွန်တော်ထွက်လာခဲ့တယ်ရေထဲတလန်းချင်းရှောက်ခဲ့တယ်လက်တငယ်စခန်းကအိမ်တွေမှာတကားမရှိပြတယ်မှမရှိပါဘူးတွင်းတစ်ခုပဲရှိပါတယ်ကျွန်တော်နောက်ပြန်လှည့်ကြည့်တော့ထိုင်ကုန်ပေါ်ထိုင်နေတဲ့အဖွားကိုကျွန်တော်လှမ်းမြင်ရတယ်ရေရပူမြင့်လာတယ်အဖွားကအဲ့နေရာမှာပဲထိုင်နေတယ်ရေမြင့်မြင့်လာပြီးနောက်ဆုံးရေတွေပဲမြင်ရတော့တယ်လက်တငယ်ငိုးပြန်တယ် အသက်တိုးမြင့်လုံးလို့ငုံကြီးတန်ကိုတော့မကြပါယောက်ျားနဲ့မိန်းမကမိမျိုးနဲ့မိမွေးလိုက်တယ်အဲ့နောက်တောကနေချုံမွေးတဲ့တဲ့သည်တစ်စုပ်ကိုသူတို့ရလိုက်တယ်တဲ့သည်ကိုမိဖုတ်ပြီးနတ်တငယ်ကိုပူပူတတပေးလိုက်တယ်အောင်စရာကောင်းတာသူတို့နှစ်ယောက်စလုံးတိတ်မစားကြအောင်နတ်တငယ်ကဖြည်းဖြည်းချင်းစားနေတယ်တစ်ခါစားတစ်လုံးနဲ့အချိန်ဆွဲပြီးစားနေတယ်ဝန်နေတဲ့သူခန်းစားချက်ကတဲ့ရဲ့စီမွေးမွေးကြောင်ပျောက်သွားတယ်မိခင်ခွေးကိုပြီးမဲ့နာမည်ကိုနတ်တငယ်သတိရလိုက်တယ် ခွေးရမွေးရတဲ့ရဲ့သီးနဲ့တူတယ်ခွေးရပြေးတဲ့ဟောင်းတတ်တယ်တဲ့ရဲ့သီးကနေရာမှာနေတိတ်ဆိတ်နေတယ်မျက်နှာကိုလာမရက်တတ်သလိုအမိလည်းမလုပ်တတ်ဘူးဒါကြောင့်တဲ့ရဲ့သီးဆိုတဲ့ဒီနာမည်ကမကောင်းပါဘူးဒီထက်ကောင်းတဲ့နာမည်တခု သူစဉ်းစားရမယ်စဉ်းစားလို့မရခင်မှာပဲလူသားယောက်ျားနဲ့မိန်းမချားကမိဘုံဘေးမှာ သူအိပ်ပျော်သွားတယ်ကိုပေါ်မှာသုံးမိတစ်ပတ်ခြုံလို့ပေါ့